အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာဆိုရင်တော့ဒီ customer လေးမေးထားတဲ့ comment ကို reply ပြန်ပေးပါမယ်ခင်ဗျာအဒီ customer လေးမေးထားတာကြတော့ဗောနော်ကျွန်တော်ဒီစာပြာတို့လိုမျိုးကျွန်တော် application တွေကိုကျွန်တော်ကူတဲ့ app တွေမှာဗောနော် application တွေကိုကျွန်တော်ဒါ install တင်လို့မရတဲ့ပြဿနာလေးကိုဒါဘယ်လိုဖြေရှင်းရမလဲဆိုပြီးတော့ဒါမေးထားရပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီပြဿနာလေးကိုကျွန်တော်ဘယ်လိုမျိုးဖြေရှင်းရမလဲဆိုရင်တော့ကျွန်တော်ပထမအောင်ဆုံး phone ရဲ့ setting ထဲကိုသွားရမယ်ဗောနော်အဲ setting ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်ဒီ app ကိုဆက်ချလိုက်မယ်ဆိုရင်ခုမြင်နေရတဲ့ app ဆိုတာလေးကိုတွေ့မယ်ဗောနော်ကျွန်တော် app ထဲကိုဝင်လိုက်ပါမယ်ခင်ဗျာ ီးပြီးဆိုရင်တော့ကျွန်တော်ဒီ app ကိုဆက်ချားလိုက်မယ်ဆိုရင် special app access ဆိုတာကိုတွေ့မှာပဲဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော် app ထဲကိုရောက်ပြီးဆိုရင်ကျွန်တော်ဒီ app ကိုဆက်လိုက်မယ်ဆိုရင်ဟုတ်မြင်ရတဲ့ install and on app ဆိုတာလေးကိုတွေ့မှာပဲဖြစ်ပါတယ် ပြီးရင်တော့ကျွန်တော်ဒီမှာပေါ့เนาะကျွန်တော်ဒီစာပြမှာကျွန်တော်ဒီ install တင်လို့မရဆိုရင်เนาะကျွန်တော်ဒီစာပြမှာတွားပြီးတော့ဒီပေါ့เนาะတွားပြီး permission လေးကျွန်တော်ဖွင့်ပေးလာမှာဖွင့်ပေးလိုက်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်ဒီစာပြတို့လိုမျိုးကျွန်တော်ဒီ application နဲ့ကူတဲ့ update မှာကျွန်တော်ဒီ install တင်လို့မရတဲ့ပြဿနာလေးอ่ะဒါ install တင်လို့ရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအော်เนาะပြီးသိရှင်းတာလေးရှင်းလဲ comment မှာမိခဲ့လို့ရပါတယ်ခင်ဗျာ